ဝါရောင်အာလူတွေအပြင်အနီရောင်နဲ့အချို့တွေကိုတီးကြပါတယ်။ဒါပေမဲ့ခရမ်းရောင်အာလူကိုကြားဖူးပါသလား။ခရမ်းရောင်အာလူတွေကဘာတွေလဲ။ခရမ်းရောင်အာလူတွေကတာမန်ထက်အနည်းငယ်သေးငယ်ပြီးအနည်းငယ်ရှိပါတယ်။ခရမ်းရောင်အာလူသည်ပီရူးမှလာပြီးလက်တင်အမေရိကမှဥရောပသို့ပို့ဆောင်ပေးခဲ့ပါတယ်။ ခရမ်းရောင်အာလူးများသည်အာလူးကန္နာမှာမျက်စိကျစရာကောင်းတဲ့ကြောင်းမြေရတနာများဖြစ်ပါれ။အခြားအာလူးမျိုးနွယ်များဆောလန်နန်တီဘီရိုဆန်လိုခရမ်းရောင်အာလူးများသည်တောင်အမေရိကရှိအန်ဒီစ်တောင်တန်းဒေသမှဇာတိဖြစ်တဲ့ဥပမာဆင်းသက်လာပါれ။အာလူးအပြာရောင် ခရမ်းရောင်မှအနက်ရောင်နီးပါးအခွန်နှင့်ချက်ပြုတ်ပြီးနောက်မှာပင်တောက်ပတဲ့ခရမ်းရောင်တွင်သားပါရှိပါれ။အချို့အတွေ့ရများတဲ့အမျိုးအစားများမှာခရမ်းရောင်ပြီးလို့ ခရမ်းရောင်မင်းမြက်အားလုံးပြကိုကိုအဒီရွန်တက်ပြဖီစတာခရမ်းနဲ့ဗီတာလော့ဒီလိုဖြစ်ပါလေအဲ့ဓာရီအဖြူရောင်အားလုံးများထက်ပိုသိပ်သီးတဲ့အတွင်ပြင်းနဲ့အနှဲငယ်ပိုပြီးအခွန်မာသီးဆန်တဲ့မြေသားဆန်နဲ့အရသာရှိပါလေခရမ်းရောင်အားလုံးများဟာကျမ်းမာရေးအကျိုးကျေးဇူးများကိုခံစားရင်းတင့်ပကံတဲ့သူအယောင်သွေးဆောင်လင်မှုကိုထည့်သွင်းဖို့အရသာရှိတဲ့နည်းလမ်းတစ်ခုဖြစ်ပါလေ ခရမ်းရောင်အလူဤအံဩဝဲအကျိုးကျေးဇူးခုနှစ်မျိုးကိုဖော်ပြလိုက်ပါတယ်။တအဟာရတက်များစွာပါဝင်ခြင်းအလူသည် ကစီတက်ပါဝင်မှုများတာကြောင့်နမေပြက်လိရှိပေမဲ့တခြားအရေးကြီးတဲ့အဟာရတက်များစွာပါဝင်ပြီးတင့်အစားအစာမှာအလွန်ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတစ်ခုဖြစ်နိုင်ပါတယ်။ခရမ်းရောင်အလူမှာဆောလန်လန်တီဘီရိုဆန်မျိုးနွယ်ဝင် အခြားအလူမျိုးစားများနဲ့ဆင်တူတဲ့ဟာရတက်များပါဝင်ပေမဲ့ အာလူးစိုက်ပျိုးခဲ့တဲ့မြေစီလော်ပုံမူတည်ပြီးတထုတက်ပါဝင်မှုကွဲပြားနိုင်ပါတယ်။အာလူးရှိအဟာရတက်အားလုံးဟာသူတို့ရဲ့အခွန်မာသာတွေးရှိရတဲ့ဆိုတဲ့အယူဆလွဲမောက်မှုတစ်ခုရှိတယ်။အမှန်စင်စစ်အာလူးရဲ့အဟာရတက်ရဲ့ထက်ဝက်ကြော်ကို အတွင်းသားမှာတွေးရှိရပါတယ်။အခုံပါတဲ့ချက်ပြုတ်ထားသော အာလူး3.5အောင်စမှာပါဝင်တဲ့အဟာရတများမှာ ကယ်လိုရီ80ခွန်ပရိုတင်း1ဂရမ်ကာဘိုဟိုက်ဒရိတ်20ဂရမ်အမြင့်ဓာတ်3.3ဂရမ်အဆီ1ဂရမ်အောက်မန်ဂနိတ်တနည်းတာလိုအပ်ချက်ဤ600ခိုင်နှုန်းဂျီနီ တနည်းတာလိုအပ်ချက်ဤ20တရာခိုင်နှုန်းတန်ဓာတ်တနည်းတာလိုအပ်ချက်ဤ200ခိုင်နှုန်းပိုတက်စီယမ်တနည်းတာလိုအပ်ချက်ဤ800ခိုင်နှုန်းဗီတာမင် B6 တနည်းတာလိုအပ်ချက်ဤ1800ခိုင်နှုန်းဗီတာမင် C တနည်းတာလိုအပ်ချက်ဤ1400ခိုင်နှုန်း စိတ်ဝင်စားစရာမှာအာလူးတွင်မပြောသည့်ထက်ပိုတက်စီရန်တက်ပိုမူပါဝင်ပါတယ်။ဒါအပြင် အာလူးတစ်ကြိမ်စားသုံးခြင်းဖြင့်အသားနှင့်အခွန်နှစ်ခုလုံးမှရရှိတဲ့အမြင့်တက်သုံး gram ကို ပေးစွမ်းနိုင်ပြီးဆိုဒီယမ်တက်လည်းတဘာဝအတိုင်းနေပါသည်။ခရမ်းရောင်အာလူးပါဝင် အာလူးအလုံးသည်အာဟာရတက်များစွာပါဝင်ပြီးအာလူးဤအခွန်နဲ့အသားနှစ်ခုလုံးမှအာဟာရတက်များစွာကို ပေးစွမ်းနိုင်ပါတယ်အထူးသဖြင့်တတုတက်များကျွေးဝပြီးမပြောသည့်ထက် ပူတက်စီရန်ဓာတ်ပူများသည်နှစ်သွေးတွင်တကြားဓာတ်အတွက်ပူကောင်းခြင်းဂလိုင်ဆဲမစ်အညုံကိန်းကြီးအိုင်သည် အစားအစာတစ်ခုသည်တင်သွေးတွင်တကြားဓာတ်ကိုဘယ်အထိမြင့်တက်စေနိုင်တာကို တိုင်းတာတဲ့အတိုင်းတာတစ်ခုဖြစ်ပါလေအာလူးဒီတုံညမတရားအထိရှိပြီး80ထက်ကြီးတဲ့ GI ကိုမြင်မာတယ်လို့သတ်မှတ်သည် လူသားများမှာပြုလုပ်တဲ့နိုင်ရှင်လေးလာမှုတစ်ခုမှာ ခရမ်းရောင်အာလူမှာ GI 89အဝါရောင်အာလူမှာ GI 81နှစ်အဖြူရောင်အာလူမှာ GI 93ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။အာလူမျိုးစားအလုံးသည်သူတို့ရဲ့ကာဘိုဟိုက်ဒရိတ်ပါဝင်မှုကြောင့်သွေးတွင်းတခြားဓာတ်အဆင့်ကိုတက်ရောက်မှုရှိပေမဲ့ခရမ်းရောင်အာလူတွေမှာပါဝင်တဲ့ပိုလီဖီနောအပင်ကျပ်ပေါင်းများမြင့်မားစွာပါဝင်မှုကြောင့်တခြားမျိုးစားများထက်တက်ရောက်မှုနည်းနိုင်ပါတယ်။ဒီတက်ပေါင်းများသည်ဦးတွင်းရှိ ကစီတက်များဆုပ်ယူမှုကိုရှော့ချပေးနိုင်တာကြောင့်ခရမ်းရောင်အာလူးရဲ့သွေးတွင်းတကြားတက်အပေါ်တက်ရောက်မှုကိုလျော့နေစေပါတယ်။တိရိစ္ဆာန်လီလာမှုတစ်ခုမှလည်းအလားတူရလက်များကို တွေးရှိခဲ့ပြီးကြွက်များကို ခရမ်းရောင်အာလူးမှထုတ်ယူထားတဲ့အရာများကျူးမွေးခြင်းသည်ဂလူးကို့စ်ခံနိုင်ရည်ပိုမိုကောင်းမွန်လာပြီးရေတိုနှင့်ရေရှည်သွေးတွင်းတကြားတက်အဆင့်များတိုးတက်လာကြောင်းတွေးရှိခဲ့ပါတယ်။သွေးတွင်းတကြားတက်ကိုစောင့်ကြည့်နေချိန်မှာ အဖြူရောင်အာလူးစာခရမ်းရောင်အာလူးစာတုံးချင်းဟာကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်သည်ခရမ်းရောင်အာလူးရှိကစီတတ်သည်တွေးရင်းတကြားတက်ကိုမြင့်တက်စေပေမဲ့အဝါရောင်သို့မဟုတ် အဖြူရောင်မျိုးစားများရှိ ကစီတတ်ထက်နည်းပါးတဲ့အတိုင်းတာထိတာမြင့်တက်စေသည်တုံးတတူးစန့်ကျင်ပစ္စည်းများကျွေးဝါခြင်း အချားရောင်သွေးစုံလင်တဲ့တတိများနဲ့ဟင်းသီးဟင်းရွက်များတို့လိုခရမ်းရောင်အာလူးရဲ့တောက်ပတဲ့အရောင်သည်အာလူးတွင် ဓာတ်တူးဆန့်ကျင်ပစ္စည်းများမြင်မစွာပါဝင်ကြောင်းညွှန်ပြတဲ့လက္ခဏာဖြစ်ပါတယ်။အမှန်စင်စစ်အာလူးမှာအဖြူရောင်သို့မဟုတ်အဝါရောင်အာလူးများထက်တတိုးဆန့်ကျင်နိုင်စွာနှစ်ဆမှသုံးဆပူမှုများပြသည်တတိုးဆန့်ကျင်ပစ္စည်းများသည်တင်းဆဲများကိုအောက်ဆီဂျင်ကြောင့်ဖြစ်တဲ့ဖိစီးမှုရဲ့အဆိုးကျိုးများမှာကာကွယ်ပေးနိုင်တဲ့အပင်ကျက်ပေါင်းများဖြစ်ပါတယ်ခရမ်းရောင်အာလူးမှာအထူးသဖြင့်အန်ဒိုဆိုင်ယာနင်လို့ခေါ်တဲ့ပိုလီဖီနောဓာတိုးဆန့်ကျင်ပစ္စည်းများကျွေးဝါပါတယ်ခရမ်းရောင်အာလူးသည် blueberry tea နဲ့ blackberry tea များမှာတွေ့ရတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းမျိုးစားနဲ့တူညီသည်အန်ဒိုဆိုင်ယာနင်းစားသုံးမှုမြင့်မားခြင်းဟာ ကျန်းမာတဲ့ကိုလက်စထရောအဆင့်အမြင့်အာရုံနဲ့မျိုးလုံးကျန်းမာရေးတိုးတက်ကောင်းမွန်ခြင်းနှလုံးရောဂါအချို့သောကင်ဆာများနဲ့စီးကျူရောဂါဖြစ်ပွားနိုင်ခြင်းရောနေခြင်းအပါအဝင်အကျိုးကျေးဇူးများစွာနဲ့ဆက်ဆက်နေပါတယ်။အန်ဒိုဆိုင်ယာနင်းပါဝင်မှုမြင့်မားတဲ့အပြင်ခရမ်းရောင်အားလုံးမှာ အလူမျိုးစားအလုံးမှာအတွေ့ရများတဲ့အခြားထက်တိုးဆန့်ကျင်ပစ္စည်းများလည်းပါဝင်ပါတယ်ဗီတာမင် C ကာရိုတီနွိုက်ပြပေါင်းများဆီလီနီယံတိုင်ယိုဆင်ကဖီအက်ဆစ်စ်ကိုပိုလင်ဂလိုရိုဂျင်နစ်အက်ဆစ်နဲ့ဖယ်ရူလစ်အက်ဆစ်တို့လိုပိုလီဖီနောပြပေါင်းများလူရှိဥပါဝင်တဲ့တင်းငယ်တဲ့လေးလာမှုတစ်ခုမှာ ခရမ်းရောင်အလူတစ်ခုလုံးပါဝင်တဲ့ အစားအစာတစ်နက်ကိုစားသုံးခြင်းကသူတို့ရဲ့သွေးနဲ့ဆီးရှိဓာတ်တိုးစန်းကျင်ပစ္စည်းအဆင့်ကိုမြင့်တက်စေကြောင်းတွေးရှိခဲ့ပါတယ်။စန်းကျင်ဘက်အနေနဲ့ဘီစကုပုံစံဖြင့်ပြုပြင်ထားတဲ့အာလူပစီဓာတ်ကိုအလားတူပမာဏစားသုံးခြင်းသည်ရောကြစေသည်။၆ပတ်ကြာနေစဉ်အရောင်မျိုးမျိုးရှိတဲ့အာလူ9.3အောင်စစားသုံးတဲ့အမျိုးသားများမှာပြုလုပ်တဲ့အခြားလိလာမှုတစ်ခုမှာ အဖြူရောင်အာလူအုပ်စုနဲ့နှိုင်းရှင်ရင် ခရမ်းရောင်အားလူအုပ်စုမှရောင်ရမ်းမှုဖြစ်စေတဲ့အရာများနဲ့ DNA ပျက်စီးမှုဖြစ်စေတဲ့အရာများယောနေကြောင်းတွေ့ရှိခဲ့ပါတယ်။ခရမ်းရောင်အားလူစားသုံးခြင်းသည်တင့်တက်တိုးဆန့်ကျင်ပစ္စည်းစားသုံးမှုကိုမြင့်တင်ပေးနိုင်ပြီးရောင်ရမ်းမှုကိုရှော့ချပေးနိုင်ပါတယ်။အထူးသဖြင့်အန်တိုဆိုင်ယာနင်များကျွေးဝပြီးမျက်လုံးနဲ့နှလုံးကျန်းမာရေးတိုးတက်ကောင်းမွန်ခြင်းအပြင်နာတာရှည်ယောဂဖြစ်ပွားနိုင်ခြင်းယောနေခြင်းနဲ့ဆက်ဆက်နေတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတက်ပေါင်းများဖြစ်သည့် လေးတင့်သွေးဖိအားကိုတိုးတက်ကောင်းမွန်စေနိုင်ခြင်းခရမ်းရောင်အာလူးစားသုံးခြင်းသည်သွေးကြောနှင့်သွေးဖိအားကျန်းမာရေးကိုအားပေးနိုင်ပါသည်ခရမ်းရောင်အာလူးသည်သူတို့မှာပိုတက်စီယမ်ဓာတ်မြင့်မားစွာပါဝင်မှုကြောင့်တစိမ့်တစ်ပိုင်းဖြစ်နိုင်ပြီး ဒီအဟာရတက်ကသူဖိအားကိုရှော့ချဖို့ကူညီပေးပေမဲ့ခရမ်းရောင်အလူရဲ့တတိုးစန်းကျင်ပစ္စည်းပါဝင်မှုလည်းအခန်းကဏ္ဍတစ်ခုမှာပါဝင်နိုင်ပါတယ်။သွေးတိုးယောဂရှိသူများမှာပြုလုပ်တဲ့လေးပတ်ကြာသေးငယ်တဲ့လေးလာမှုတစ်ခုတွင်တစ်နေ့နှစ်ကြိမ်ခရမ်းရောင်အလူ၆လုံးမှ၈လုံးအထိစားသုံးခြင်းသည်စစ်စတိုလစ်နဲ့ဒိုင်ယာစတိုလစ်သွေးဖိအားကိုအတီးတီး3တသမ5ရာခိုင်နှုန်းနဲ့4တသမ3ရာခိုင်နှုန်းရှော့ချနိုင်ကြောင်းတွေးရှိခဲ့ပါတယ်။ ဒါအပြင်အချို့လေးလာမှုများအရအဖြူရောင်အာလူးစားသုံးခြင်းနဲ့နှိုင်းရှင်ရင်ခရမ်းရောင်အာလူးစားသုံးခြင်းသည်တွေးလူကြုံများတောင်းတမှုကိုရှော့ချပေးနိုင်ကြောင်းညွှန်ပြသည်တွေးကြုံများတောင်းတခြင်းသည်နှလုံးဖောက်ခြင်းသို့မဟုတ်လေဖြတ်ခြင်းဖြစ်နိုင်ခြေကိုတိုးစေပြီးတင့်သွေးကြောများသည့်သွေးပြအပြောင်းလဲမှုများကိုတုံ့ပြန်မှုအလွယ်တကူကျေပြတ်နိုင်စွမ်းမရှိတာကြောင့်ဖြစ်ပါသည် ရေဘူးရအဖြစ်ပိုလီဖီနောများကျွေးဝသောအစားအစာများခရမ်းရောင်အလူးလိုအန်ဒိုဆိုင်ယာနင်များပါဝင်သောအစားအစာများပိုမိုစားသုံးခြင်းသည်တင့်သွေးကြောများကိုကြေကျော့စေပြီးခိုင်ခန့်စေဖို့ကူညီပေးနိုင်ပါသည်။အမှန်စင်စစ်ခရမ်းရောင်အလူးနှင့်အခြားအစားအစာများစွာမှပါဝင်တဲ့ပိုလီဖီနောတဲ့ပေါင်းများသည်အင်ဂျီယိုတင်ဆက်ပြောင်းလဲခြင်းအင်ဇိုင်း အစ်တာစီစီများလို့ခေါ်တဲ့တွီပီအားရှော့ချစီအချို့နဲ့စင်တူသောနည်းဖြင့်တွီပီအားကိုရှော့ချဖို့လှုံ့ဆော်ပါတယ်။ခရမ်းရောင်အလူသည်တွီပီအားကိုတိုးတက်ကောင်းမွန်စေကြောင်းတွေ့ရှိရသည်။ဒီအကျိုးသက်ရောက်မှုသည် ခရမ်းရောင်အလူရဲ့ပိုလီဖီနောဓာတ်တိုးဆန့်ကျင်ပစ္စည်းဓာတ်ပေါင်းများနဲ့ဆက်ဆက်နိုင်ပြီးခရမ်းရောင်အလူသည်တွီပီအားရှော့ချစီအချို့နဲ့စင်တူတဲ့နည်းဖြင့်လှုံ့ဆော်သည်။ ငါသင်ကင်စာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ခြင်းတခွဲကန်းလိလမှုအချို့အရာ ခရမ်းရောင်အလူးမှာပါဝင်တဲ့တတိုးဆန့်ကျင်ပစ္စည်းများအပါအဝင်ဂျပန်အချို့သည်ဥမာကြီးနဲ့ရင်သားကင်စာအပါအဝင် ကင်စာကိုကာကွယ်ဖို့သူမဟုတ်တိုက်ဖြတ်ဖို့ကူညီပေးနိုင်ကြောင်းညွှန်ပြပါတယ်လိလမှုတစ်ခုမှာခရမ်းရောင်အလူးမှာထုတ်ယူထားတဲ့အရာများဖြစ် ကူတာထားတဲ့ကိစ္စဆဲများသည့်နှေးကွေးစွာကြီးထွားလာသည်တချို့ကိစ္စများမှာထုတ်ယူထားတဲ့အရာများသည့်ကိစ္စဆဲများကိုပင်သိစေနိုင်သည်ယခုချိန်ထိသူတည်တနာသည့်တခွဲကန်းမှာကူတာထားတဲ့ကိစ္စဆဲများနှင့်တခွဲကန်းကျွတ်များမှာဖြစ်ပေါ်တဲ့ကိစ္စများမှသာကန့်သက်ထားကြောင်းသတိပြုဖို့အရေးကြီးပါတယ်ဒါကြောင့်ခရမ်းရောင်အားလူစားသုံးခြင်းသည့်လူသားများမှာအလားတူအကျိုးသက်ရောက်မှုများရှိမရှိမသိရသေးပါ ခရမ်းရောင်အားလုံးမှာပါဝင်တဲ့ဓာတ်ပေါင်းတချို့ဟာတချို့ကင်ဆာဆဲများရဲ့ကြီးထွားမှုကိုနှေးကွေးစေနိုင်သည်သူမဟုတ်တည်စေနိုင်သည်လက်ရှိသူတည်တနာသည်တခွဲခန်းလိလာမှုများမှသာကန့်သက်ထားတာကြောင့်တင့်အစားအစာမှာခရမ်းရောင်အားလူထည့်ခြင်းသည်ကင်ဆာဖြစ်နိုင်ခြေကိုတက်ရောက်မှုရှိမရှိမသိရသေးပါ၆တင့်အမြင့်တက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းလူများစုသည်ကယ်လိုရီ100ကီလိုကယ်လိုရီမှာ အမြင့်တက်ဆက်လေးဂရန်စာတုံးမှုအမေရိကန်စားအတောက်လမ်းညွှန်ချက်များရဲ့အကြံပြုချက်ကိုမပြည့်မီကြပေမဲ့တပတ်လျင်ခရမ်းရောင်အလူအနှဲငယ်စားသုံးခြင်းသည်ထူကွာဟချက်ကိုဖြစ်စည်းဖို့ကူညီပေးနိုင်ပါတယ်။အစားအသောက်အမြင့်တက်ဟာတင့်ကိုဗိုက်ပြည့်စေဖို့ဝမ်းချုပ်ခြင်းကိုကာကွယ်ဖို့တွေးရင်းတကြားဓာတ်ကိုတည်ငြိမ်စေဖို့နဲ့ကျန်းမာတဲ့ကိုလက်စထရောအဆင့်ကိုထိန်းသိမ်းဖို့ကူညီပေးပါတယ်။ အာလူးရဲ့အမြင်တက်ပါဝင်မှုသည်ချက်ပြုတ်နီးပေါ်မူဒီကအနေငယ်ကွဲပြားပေမဲ့အဓိကအဖြစ်အခွန်ပါစားသုံးခြင်းရှိမရှိပေါ်တွင်မူတည်ပါれဥပမာအဖြစ်မိုက်ခရိုဝေ့ဖြင့်ချက်ပြုတ်ထားတဲ့အခွန်ပါသောအာလူး3.5အောင်စမှအမြင်တက်3.3ဂရမ်ပါဝင်ပြီး အခွန်မပါဘဲပြုတ်ထားတဲ့အလားတူအရွယ်စားရှိတဲ့အာလူးမှာ3.8ဂရမ်ပါဝင်ပါれခရမ်းရောင်နဲ့တခြားအာလူးများရှိတဲ့ ကစီတဲရဲ့အစိပ်ပိုင်းတစ်ခုသည်ခန္ဓာရင်ရှိတဲ့ကစီတဲလို့ခေါ်တဲ့အမြင်တတ်တစ်မျိုးဖြစ်ပါတယ်။ခန္ဓာရင်ရှိတဲ့ကစီတဲသည်တင့်အစာခြေလမ်းကြောင်းမှာ အစာမကြီးညက်ပဲတင့်ဥမာကြီးရှိဘက်တီးရီးယားများကအဲ့ဒါကိုအချင်းဖောက်ပါတယ်။ဒီအချင်းဖောက်ခြင်းလုပ်ငန်းစဉ်အတွင်းတူတောင်းတဲ့ကွင်းဆက်ဖက်တီအက်ဆစ်များလို့ခေါ်တဲ့ဓာတ်ပေါင်းများထုတ်လုပ်ပါတယ်။ဒီဓာတ်ပေါင်းများကဥလမ်းကြောင်းကျန်းမာရေးတိုးတက်ကောင်းမွန်စေဖို့အထောက်အကူပြုပါတယ်။ အာလူရဲ့ခန္ဓာရင်ရှိတဲ့ကစီတက်ပါဝင်မှုသည်ချက်ပြုတ်နီးပေါ်မူတည်ပြီးကွဲပြားပေမဲ့အာလူရောင်လိုက်များစွာကွာခြားပုံမပေါ်ပါ အာလူကိုချက်ပြုတ်ပြီးအေးခံကပြန်မနှွေးပဲစားသုံးတဲ့အခါခန္ဓာရင်ရှိတဲ့ကစီတက်အများဆုံးဖြစ်ပါတယ်။တင့်အစားအစာမှာခရမ်းရောင်အာလူထည့်ခြင်းဟာတင့်အမြင့်တက်စားသုံးမှုကိုတိုးမြင့်စေပြီးတင့်အစားအစာမှာ ဦးလန်းချောင်းကျမ်းမာရေးအတွက်ကောင်းမွန်တဲ့ခံနိုင်ရှိတဲ့ကစီတက်တချို့ကိုထည့်ပေးနိုင်ပါတယ်။အမြင့်တက်ရဲ့အကျိုးကျေးဇူးအများဆုံးကိုရရှိဖို့အတွက်ခရမ်းရောင်အလူးကိုအခွန်ပါစားသုံးပြီးကြိုတင်ချက်ပြုတ်ကာအေးခံပြီးတုပ်စားခြင်းလိုစားသုံးပါ။ခရမ်းရောင်အလူးမှာကယ်လိုရီနည်းပြီးအမြင့်တက်ကျွေးဝတာကြောင့်ကိုယ်လေးချိန်ကို ထိမ့်ပေးပြီးအစီစုပုံခြင်းကိုလျှော့ချပေးပါလေ။ခွန်နှစ်တင်ပကံကိုတောက်ပစီခြင်း အဖြူရောင်အဝါရောင်တို့မဟုတ်အနီရောင်အာလူးများကိုတင်အသုံးပြုသလိုခရမ်းရောင်အာလူးများကိုလည်းအလားတူအသုံးပြုနိုင်ပါတယ်။အရောင်ဖြိုးတဲ့အာလူးအစားခရမ်းရောင်အာလူးကိုအသုံးပြုတာဟာတင်အစားအစာများမှာအရောင်နဲ့စိတ်ဝင်စားမှုကိုပိုမိုထည့်သွင်းဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။အဆုံးဆုံးအားဖြင့်တင်သည်တင်ရဲ့မျက်လုံးဖြင့်စားသုံးနေခြင်းဖြစ်သည်။ခရမ်းရောင်အာလူးကိုအာလူးထောင်းတို့မဟုတ်ဖုတ်ထားတဲ့အာလူးများပြုလုပ်ဖို့အသုံးပြုပြီး လူတိုင်းစမ်းကြည့်လို့မဲ့အရန်ဟင်းလျာအတွက်တင်ကြိုက်ဆုံးထက်ထက်စရာများကိုထည့်ပါကြော်ထားတဲ့အာလူးလိုကျွတ်ကျွတ်ရွရွໃຈနစ်သက်ရင်ခရမ်းရောင်အာလူးကို အတုံးလေးများလိကတန်လွင်စီနှင်းပွင့်စီနဲ့ရိုးစမာရီလိုဖြင့်ရောနေပြီး204 degree centigrade မှာမိနစ်နှစ်ဆက်ခန့်သို့မဟုတ်နူးညံ့သည့်အထိဖုတ်ပါခရမ်းရောင်အာလူးရဲ့ခံနိုင်ရည်ရှိတဲ့ကစီတဲ့ရဲ့အကျိုးကျေးဇူးကိုရရှိဖို့အတွက်ခရမ်းရောင်အာလူးကို အာလူးတုပ်ပြုလုပ်ဖို့အသုံးပြုပါအခွန်များကိုမခွာဘဲအတုံးလေးများတုန်းကနူးညံ့သည့်အထိပြုတ်ပါပြီးနောက်ရေစစ်ကပပလီထားတဲ့ကျက်သွန်ဤလက်ဆက်တဲ့နှင်းပွင့်စီအနှဲငယ်နဲ့ဒီဂျွန်ဗီနာဂရက်ဆော့စ်အချို့ဖြင့်ရောနေပါ ရေခဲတတားထဲမှာအေးခံထားပြီးအေးစားပါအချားရောင်ဖြိုးတဲ့အာလူးမျိုးစားများလိုခရမ်းရောင်အာလူးကိုပြုတ်ထောင်းသို့မဟုတ်ဖုတ်နိုင်ပါရဲ့။ရင်းတို့သည်ချက်ပြုတ်ဖို့အချိန်ပိုမယူဘဲ တင့်အစားစာများမှစိတ်ဝင်စားဖွယ်ကောင်းတဲ့တောက်ပတဲ့အရာကိုထည့်ပေးသည်အချုပ်အားဖြင့်ခရမ်းရောင်အာလူးသည်တီကျွမ်းထိုက်တဲ့ကျမ်းမာရည်နဲ့ညီညွတ်ပြီးအရာအသွေးစုံလင်တဲ့အာလူးမျိုးနွယ်ဝင်တစ်ခုဖြစ်ပါတယ်အဖြူရောင်သို့မဟုတ်အဝါရောင်အာလူးများကိုတင်ပြင်ဆင်သလိုခရမ်းရောင်အာလူးကိုလည်းအလားတူပြင်ဆင်နိုင်ပေမဲ့ခရမ်းရောင်အာလူးကိုအစားထိုးအသုံးပြုရင်ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုခံစားရမှာဖြစ်ပါတယ် တာမန်အာလူးများနဲ့နှိုင်းရှင်ရင် ခရမ်းရောင်အာလူးမှာဂလိုင်ဆဲမစ်အညုံကိန်းနှိမ့်ကြပြီးတင်းသွေးတွင်တခြားဓာတ်အတွက်ပိုကောင်းနိုင်ပါတယ်။သွေးဖိအားနဲ့ကင်ဆာကာကွယ်ခြင်းဆိုင်ရာအကျိုးကျေးဇူးများစွာအပါအဝင်ခရမ်းရောင်အာလူးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများစွာသည်ဒီရောင်သွေးစုံတွင်နဲ့အာလူးများမှာပိုများတဲ့အရေးကြီးသောဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်တဲ့အန်ဒိုဆိုင်ယာနှင့်မြက်ဒရှင်နှင့်ပါဝင်မှုမှစဉ်သက်လာပါတယ်။အသေးလောက်ဆောင်ချက်ကိုကောင်းမွန်စေသည် ခရမ်းရောင်အလူးကိုပုံမှန်စားသုံးပေးခြင်းဖြင့်ခန္ဓာကိုယ်တွင်းရှိအဆိပ်တောက်များကိုဖယ်ရှားပေးကြောင်းလိလာမှုများအရာသိရပါတယ်။အသည်းဒီတန့်စင်ပြီးအသည်းရဲ့လှုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။နောက်တစ်ကြိမ်စူပါမားကတ်သို့သွားတဲ့အခါဒီထူးခြားတဲ့အလူးမျိုးစားကို ရှာဖွေတွေ့ရှိနိုင်မလားစမ်းကြည့်လိုက်ပါ။ဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးကြဖို့လည်းတောင်းဆိုချင်ပါတယ် ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်သစ်တွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်။အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ Bye bye.